သောဘုရားကစိတ်သက်တန်ရှင်းစင်ကြယ်ဖို့အရေးကြီးတဲ့အကြောင်းအဲဆိုဘုရားဟောတာတော့ဦးရင်တို့ခုတရားမတို့調査အထုတ်နေကြတဲ့မိမိခန္ဓာမှာဖြစ်စရာအကြောင်းရှိနေလို့ဒလဇတ်ဖြစ်ပေါ်ဖြစ်ပေါ်နေတဲ့ယုံနံတဘာဝတရားတွေရဲ့အပေါ်မှာဖြစ်တိုင်းဖြစ်တိုင်းသမာတိဥစည်းပြီးတော့အမှန်ကန်တိတိနေအောင်調査အထုတ်နေကြတဲ့လုပ်ငန်းစဉ် မိမိကာနာမှာတတိထားနေတဲ့ဒီမြင့်မြတ်တဲ့လုပ်ငန်းရှင်ဟာတတ္တနာဝိတုဒ္ဓိယာလို့မဟာသတိကထာနာတုတ်တန်ကြီးမှာမြတ်စွာဘုရားဟောတာတာကိုကျင့်ပါများစွာဦးဇင်းတို့လည်းပြောဘူးတယ်ပေးသက်ပေါင်းသူတော်ကတို့လည်းပဲမှတ်သားဘူးကြတယ်နော်မိမိကာနာမှာတတိထားနေတဲ့လုပ်ငန်းရှင်ဒီမိမိရဲ့စိတ်ကိုတဖြည်းဖြည်းနဲ့ဖြူစင်တန်ရှင်းသွားစေလိမ့်မယ်ဆိုတဲ့ကြိုးကျေးဇူး မြတ်စွာဘုရားအမခံပြီးတော့ဟောတာတာရှိ ਉਹ လားရှိရနော်ပရိဒါနေခြင်းအဖြစ်ကိုယ့်ရဲ့စိတ်ကလေးဟာတပြေးပြေးနဲ့ဖြူရှင်တန်ရှင်ပြည့်ကင်းလာမယ်လို့ဒီလိုဟောတာတော့ဒကာဓမ္မတို့ဥယျာဉ်တို့တာမန်သတိမရှိဘဲနဲ့သတိမထားဘဲနဲ့နေနေတဲ့အချိန်မှာဒကာဓမ္မတို့ဥယျာဉ်ရဲ့စိတ်ကတမျိုးမဟုတ်တမျိုးတော့အညစ်အကြေးတို့ဖြင့်ပေးကျန်းနေတာကတော့အသေးချာပဲဥယျာဉ်တို့အင်္ဂုတ္တပါဠိတော်ဧကန်တိပတ်ထဲမှာမြတ်စွာဘုရားဟောထားတာလေးတခုရှိတယ် ပါပန္တရမိတံဘိခဝေစိတံတင်စခောအာကန္တုကေဟိဥပကိလေတိဟိဥပကိလေတံတဲ့။ယဟန်တို့တဲ့။တတဝါရီဟောဒီဘဝင်စိတ်ကလေးပင်ကိုစိတ်ကလေးကပြို့ပြို့ပြက်တောက်ပါတယ်တဲ့ဖြူရှင်နေတဲ့တရားတော်မလို့ဦးနှုတ်ရဲ့စိတ်ကလေးကဟုတ်လား။ဒါပေမဲ့လို့အာကန္တုကေဟိဥပကိလေတိဟိဥပကိလေတံအကုသိုလ်ဇောကနာမှာ ဲ့တဲ့သူဖွဲ့ဖြစ်တဲ့ကိလေသာတရားတွေနဲ့ကိလေသာတရားတို့ကြောင့်ဒီစိတ်ကလေးဟာညှဉ်းနှောင်းသွားရတယ်လို့အဲဆိုဗျာဟောပင်ကိုယ်စိတ်ကလေးကတော့ဖြူစင်ပါရဲ့သို့တော့ကိုယ်ကသတိမရှိဘဲနဲ့ဖြစ်သလိုနေနေတဲ့အနေထားမှာကြုံရကြုံရအာယုန်နေနဲ့ပတ်သက်ပြီးတော့ကြိုက်မိတော့လောဘဖြစ်တယ်မကြိုက်မိတော့ဒေါသဖြစ်တယ်ဒီအာယုံရဲ့အခြေအနေမှန်ကိုဘာမှန်းကိုမသိလိုက်ဘူးဆိုတော့လည်းပဲဘာဖြစ်ပြန်တော့မောဟဖြစ်တယ် တော့တတိမရှိဘဲနဲ့နေနေတဲ့အချိန်မှာကိလေသာကြီးတာနဲ့သေးတာပဲကွာတယ်။နော်။တမျိုးမျိုးတော့ဖြစ်နေတယ်ဆိုတာကအလွန်တရာမှထင်ရှားတယ်ပေါ့။ဟုတ်လား။ဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးဟာတတိမရှိတဲ့အချိန်မှာညှဉ်းနွမ်းတယ်။တတိရှိနေတဲ့အချိန်မှာတော့အဲ့ဒီစိတ်ကိုညှဉ်းနွမ်းအောင်မျိုးမျိုးအယောင်ဆိုးမဲ့ကိလေသာအညစ်အကြေးတွေဟာဝင်ကွင်းမရတဲ့အတွက်ကြောင့်စိတ်ဟာတဖြည်းဖြည်းနဲ့ဖြူစင်မယ်လို့မြတ်စွာဘုရားဟောတယ်။ ဒါကြောင့်စိတ်ရဖြူချင်မှုစိတ်ရကြည်လင်မှုကိုလည်းပဲမြတ်စွာဘုရားကလွန်တရာမှလိုလားတော်မူပါတယ်။ဘုရင်တို့အင်္ဂုတ္တပါဠိတော်ဧကန်တိပတ်ထဲမှာနောက်ထပ်ဟောထားတဲ့ဒေသနာလေးတစ်ခုရှိတယ်။အဲ့ဒီမှာတော့မြတ်စွာဘုရားကဥမာလေးပေးပြီးတော့ဟောတယ်။ယန္တူတဲ့။ရေကန်ထဲမှာရေတွေကနောက်ကျနေတယ်ဆိုလို့ရှိရင်အဲ့ဒီရေကန်ထဲမှာရှိတဲ့ရောက်သွားတဲ့ခရူတွေ၊ကျောက်စတိတ်ခဲတွေ၊အိုချမ်းပိတ်တွေ အဲ့ဒါတွေကို ရေကန်ဘေးကနေရက်ကြည့်ရင်မြင်နိုင်မှာမလားအမြင်နိုင်ဘူးရေကနောက်ကျူနေတာအိုးဟုတ်လားတကယ်လို့သာရေကကြီးလင်းနေမယ်ဆိုရင်တော့ဒီထဲမှာငါးလေးတွေတွားနေတာဘာလေးတွေတွားနေတာနောက်ကြောက်ခဲလေးတွေအမိုက်ကလေးတွေဒါလေးတွေကစားအကုန်လုံးမမြင်ရပေဘူးလားမြင်ရတယ်အဲ့ဒါနဲ့မြတ်စွာဘုရားကဥမာပေးတာရေကနောက်နေလို့ရှိရင်ရေကရေကထဲမှာရှိတဲ့အရာတွေကို မမြင်နိုင်တယ်လို့ပဲတဲ့တကယ်လို့စိတ်ကလာနောက်နေမယ်ဆိုလို့ရှိရင်စိတ်ကမကြည်ဘူးဆိုလို့ရှိရင်မိမိရဲ့ကြိုးစီပွားကိုသိမြင်လိမ့်မယ်လို့မျှော်လင့်စရာအကြောင်းမရှိဘူးတဲ့နောက်နေတဲ့စိတ်ကြီးဖြင့်သူတော်ဘာရဲ့ကြိုးစီပွားကိုလည်းပဲမှန်မှန်ကန်ကန်သိမြင်လိမ့်မယ်လို့မျှော်လင့်စရာအကြောင်းမရှိဘူးတဲ့ဇန်တရားမတရားဖို့တရားလို့ဆိုတဲ့အလွန်တရာအကျိုးကျေးဇူးများတဲ့အတိတော်ဉာဏ်တို့ကိုရနိုင်စရာအကြောင်းလည်းမရှိဘူးတဲ့ဘုန်းဘုရားစိတ်က ညစ်နေလို့နောက်နေလို့တဲ့ဟုတ်လားနောက်နေတဲ့ရည်ထဲမှာရှိတဲ့ຢာတွေကိုမမြင်ရသလိုနောက်နေတဲ့စိတ်ကြီးနဲ့ကိုကျိုးစီဝါကိုမတည်နိုင်ဘူးတဘာရဲ့ကျိုးစီဝါကိုမတည်နိုင်ဘူးမဉဏ်ဘုံညာဆိုတဲ့အတိတုဉဏ်တို့တွေကိုလည်းမရနိုင်ဘူးလို့မြတ်စွာဘုရားအဲ့လိုဟောတယ်ဟုတ်လားအဲ့ဒါလိုပဲဦးဇင်းတို့ရေကကြီးနေမယ်ဆိုရင်တော့ဒီကံလေးမှာရှိတဲ့ຢာတွေကိုအလုံးကိုမြင်နိုင်တယ်လို့စိတ်ကကြည်လင်တန်ရှင်းနေမယ်ဆိုလို့ရှိရင် ိုယ်ရဲ့ကြိုးစီဝါကိုအမှန်ကန်သိနိုင်တယ်မြင်နိုင်တယ်။သူတော်ရဲ့ကြိုးစီဝါတွေကိုလည်းမှန်မှန်ကန်ကန်သိနိုင်မြင်နိုင်လိမ့်မယ်။ဇန်တရားမတရားဖို့တရားလို့တို့လည်းအတိရုဉဏ်တို့တွေကိုလည်းပဲရှားနိုင်လိမ့်မယ်လို့မြတ်စွာဘုရားအဲ့ဒီမှာလည်းဟောတာတာရှိတယ်။အဲ့တော့ကိုယ့်ရဲ့စိတ်မနှောက်ဖို့ကိုယ့်ရဲ့စိတ်ကလေးကြည်ဖို့ကိုယ့်ရဲ့စိတ်တန်ရှင်းဖို့ကိုယ့်ရဲ့စိတ်မညစ်နွမ်းဖို့ဒါရေးမကြည့်ဘူးလားဗျာ။ရေးကြည့်တယ်။အေးအဲ့ဒီအရေးကြီးတဲ့လိုအပ်ချက်ကိုကန္နာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာ နော်ဝရိယထရတန်တာနဲ့ဒလဇသတိထားနေခြင်းအဖြစ်အဲ့ဒီကြီးမားတဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်လိမ့်မယ်ပေါ့ဟုတ်လားစိတ်ဖြူစင်ဖို့ဆိုတဲ့ကြီးမားတဲ့လိုအပ်ချက်ကြီးကိုတိပ္ပံဘာဝနာပွားများတဲ့လုပ်ငန်းစဉ်က ဖြည့်ဆည်းမပေးနိုင်မီဘူးလားဖြည့်ဆည်းပေးနိုင်တယ်။ဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးဖြူစင်တန်ရှင်းအပြည့်ကင်းအောင်တို့စူးစမ်းနေကြတာလို့အဲ့လိုလေးစဉ်းစားပြီးတော့လည်းပဲဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်။ပြီးရင်အဲ့ဒီဝမ်းမြောက်ဝမ်းသာမှုဆိုတဲ့အားကိုယူပြီးတော့လည်းပဲ ဆက်လက်ပြီးတော့တတိယခိုင်မြဲအောင်လည်းပဲစ조사အထောက်ချဖို့မလိုဘူးလားလိုတယ်အဲ့တော့ဒီနေရာမှာဦးဇင်းတို့စေတဖြူခြင်းတန်ရှင်းခြင်းရဲ့အကြီးမားတဲ့အကျိုးအနိတင်ပြီးတော့စိတ်ကိုမဖြူစင်အောင်ညင်နွမ်းအောင်ဘယ်လိုတရားတွေကလှုပ်ထားသလဲဒီအကြောင်းအရာချက်လက်တွေပါဝင်တဲ့ဝိတ္တသုတ်တံဆိုတာလေးကိုဦးဇင်းတို့အချင်းချုပ်ကလေးမှတ်သားကြည့်နော်ခါတော်ဘာမှမြတ်စွာဘုရားကယဟန်တော်တွေကိုတရားဒေသနာတစ်ခုဟောတယ် ဘလို့ဟောလဲဆိုတော့ဥမာလေးပေးပြီးတော့မြတ်စွာဘုရားအရင်ဟောတယ်။ယန်းလို့တဲ့။နော်အဝိတ္တထေဟာညင်နွမ်းနေမယ်။မတန်မရှင်းဖြစ်နေမယ်။တော့ကြီးတွေညော်တွေပေးကြံနေမယ်ဆိုလို့ရှိရင်အဲ့ဒီညင်နွမ်းနေတဲ့အဝိတ်ကိုနော်ဆေးဆိုးတဲ့ပုဂ္ဂိုလ်ကအနီအောင်ဆိုးမယ်သုံးဖို့အဝါအောင်ဆိုးမယ်သုံးဖို့နော်အပြာအောင်အစရှိတဲ့ဖြင့်သူကြိုက်တဲ့အရာဆိုးမယ်ဆိုလို့ရှိရင်သူလိုချင်တဲ့အရာတော့ ထွက်လာမှာမဟုတ်ဘူးတဲ့။ဘာလို့လဲဆိုတော့သူဆိုးတဲ့အဝိကြီးကကြီးတယ်နဲ့ညင့်တယ်လို့။အဲ့တော့အဲ့ဒီကြီးအောင်နေနဲ့ရောပြီးတော့အမျိုးမီဖော်ပြဖို့ခက်တယ်။သူမလို့မလိုလားတဲ့အယောင်တွေပဲထွက်လာ။နောက်အနီအောင်ဆိုးလို့လည်းပဲအနီအောင်ထွက်မှာမဟုတ်ဘူး။အဝါအောင်ဆိုးလို့လည်းပဲအဝါအောင်ထွက်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့သူဆိုးတဲ့အဝိကြီးကမတန်ရှင်းလို့ညင်ွမ်းနေလို့ဟုတ်လား။ အဲ့ဒီလိုပဲတဲ့မြင်နွားနဲ့စိတ်နဲ့နေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာမြင်နွားနဲ့ဘဝယုံညံ့တဲ့ဘဝတွေကိုပဲရောက်သွားနိုင်မယ်တဲ့ဆိုလိုတာတော့ပြစ္ဆုတ်ပံအကျိုးစီးပွားတွေပါစိတ်ရဲ့ကြည်လင်မှုရဲ့အကျိုးကျေးဇူးကိုမြတ်စွာဘုရားဟောတာနော် အခုတော့တမလွန်စိတ်မြင်နွားလို့ရှိရင်တမလွန်မှာနော်ဆိုးကျိုးတွေရနိုင်တယ်ဆိုတာကိုပါမြတ်စွာဘုရားဟောတာနော်စိတ်ကမြင်နွားနေမယ်ဆိုလို့ရှိရင်မြင်နွားတဲ့ဘဝယုံညံ့တဲ့ဘဝပူလောင်တဲ့ဘဝတွေကိုပဲ ရောက်သွားလိမ့်မယ်တဲ့ဘာဖြစ်လို့ဆိုတော့စိတ်ကမြင်နှံနေလို့တဲ့နော်တတ္တဝါမှာစိတ်ကအတိတ်ကပြတ်တန်းနေတာဟိုဟုတ်လားဒီအဲ့လိုပဲမြတ်စွာဘုရားထပ်ပြီးတော့ဥမာပေးတယ်နော်ဆေဆိုးသမားကတော့ဦးကလေးကိုဖြူရှင်တန့်ရှင်းနေအောင်ခြေညော်ကင်းအောင်နော်တောက်ပနေအောင်တခါတည်းကျော်ဖို့ပြီးတော့ဖြူရှင်နေတဲ့ဒီအဝတ်ကလေးကိုသူဆေးအောင်ဆိုးမယ်ဆိုရင်တော့သူကြိုက်တဲ့အရာဆိုးလို့ရနိုင်တယ် နော်အဝါရောင်ဆိုးလိုက်ရင်လည်းအဝါရောင်လေးတန်တန်လေးထွက်လာအနီရောင်ဆိုးလိုက်ရင်လည်းအနီရောင်တန်တန်လေးထွက်လာမယ်အခုလုံးဆိုတော့အဲ့ဒီအဝတ်ကလေးကဖြူရှင်နေလို့တန်ရှင်နေလို့ဟုတ်လားအဲ့လိုပဲဖြူရှင်တန်ရှင်တဲ့စိတ်မငြင်းနွမ်းသောစိတ်ဖြင့်အဲ့ဒီတတဝါဖြူရှင်တန်ရှင်တဲ့ဘဝမြင့်မြတ်တဲ့ဘဝကောင်းမွန်တဲ့ဘဝတွေကိုရှားလိမ့်မယ်လို့အဲ့လိုမြတ်စွာဘုရားဟောတယ်ဟုတ်လားတဟာဒကာသမားတို့ဦးဇင်းတို့ဒီနေ့ကြတော့ဒီခန္ဓာဒီဘဝက စွန့်ရရဥမာပါဟုတ်လားအေးအဲ့ဒီခရီးကိုဒါအခုကြည်တက်နေတာနော်အဲ့ဒါကိုကတသက်လုံးကိုယ့်ရဲ့စိတ်ကလေးကိုဖြူစင်အောင်ဘာမှကြိုးစားအထုတ်မှု မရှိခဲ့ဘူးဆိုလို့ရှိရင်တော့တော့ညင်နွမ်းတဲ့စိတ်ကြီးနဲ့ညင်နွမ်းတဲ့ဘဝတွေကိုပဲရောက်သွားဟုတ်ရဲ့လားဒါလည်းပဲနော်အနာဂတ်ကြီးကိုမှတ်မှန်ကန်ကန်ညှော်တွေးတဲ့ပုံကိုယ်တိုင်းထက်တွက်စရာအရေးကြီးတဲ့ကိစ္စတစ်ခုလို့အရင်ကတော့ထင်နေဟုတ်လားအေးဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုနှီးမျိုးစုံနဲ့ 就先担心哦，就这样。谢谢